ဒီသစ္စမူတန်ပတ်စင်တညီကိုများအားလုံးမင်္ဂလာပါအာကျွန်တော်အခုပြောချင်တာတော့အခုကျွန်တော်တို့7လပိုင်းပေါ့နော်7လပိုင်းပြီးလို့ရှိရင်ကျွန်တော်တို့7လပိုင်းနောက်နှစ်4လပိုင်းပေါ့နော်2026လပိုင်းမှာဆိုရင်ဒါကျွန်တော်တို့ကိုအိမ်ကိုရာကိုကိုမိသားစုရှိကိုကိုတို့ပြန်တော့မှာပေါ့နော်ပြန်လို့မယ့်အချိန်မှာအခုဘာဒီထပ်ဖြစ်လာလဲဆိုတော့အခုတို့ဒီပဝင်းကျင်မှာကြားရတဲ့စကားလုံးလေးယူပေါ့နော် ဟာအပတ်စဉ်တိတ်ကတကယ်ရောပြန်မှလာတကယ်ရောထွက်မှလာအာနှစ်တူးတယ်လို့ပါတော့ဒါပေမဲ့ကြံတဲ့အပတ်စဉ်နေညီကိုတွေသိစီချင်တာပါကိုတို့ပတ်စဉ်တိတ်ကဘာမှမထူအကိုတို့ကအများကြီးအပတ်စဉ်တိတ်မှအများကြီးကြုံတွေ့လာပြီကွာကြီးကျန်တဲ့အပတ်စဉ်ညီကိုဒီအားလုံးပြောချင်တာပါစိတ်မလျှော့နဲ့ညီလေးညီလေးတို့ဒါကဟိုအပတ်စဉ်တည်းဆိုတော့ senior ပေါ့နော်ကျွန်တော်အသက်လည်း 36ထဲမှာပေါ့နော်36ထဲမှာအခုတလာပိုင်းဆို36ပြည့်ပြီပေါ့နော်ဒါအခုဆိုရင်သူများရှိရဘုရားတစ်ချက်မှရခဲ့တာမဟုတ်ဘူးဘုဂိုးတို့ဆန္ဒအလှည့်ရောက်နေဘုဂိုးတို့ပြေးဝင်တာဒါပေမဲ့ဘယ်ရောက်လာလဲဆိုတော့ချီလင်ချင်းမြင်ရောက်တယ်ချီလင်ချင်းမြင်ရောက်တယ်ချီလင်ချင်းမြင်ရောက်တဲ့အခါကျတော့ချီလင်ချင်းမြင်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်နေထိုင်တယ်ကြင့်ကြံတယ်ကျင့်ဝတ်60ဆိုတဲ့ဂုံဘုကိုအခုတို့အကောင်းဆုံးဖြစ်အောင်အခုတို့နေထိုင်လာတဲ့အခါကျတော့ အကူတို့ဘူးချင်းဒီအကူဒီဒီနေ့ဒီချင်းဒီစစ်မီပြုံမလိုက်အောင်စစ်မီပြုံမလိုက်ရတဲ့အကြောင်းကလည်းခမရဖားတဲ့ရတဲ့လို့လားလို့တော့မပြောနဲ့မဟုတ်ဘူးဗျာကျွန်တော်ကျမ်းမာရေးလည်းမကောင်းဘူးဗျာအခုဆိုရင်ဒါကျွန်တော်ပြီးဆုံးခွင့်မင်းကျွန်တော် TV ဖြစ်တယ် TV ယောဂါကျွန်တော်ခန်းစားနေရတယ်ကျွန်တော် TV စေးတောင်းနေရတယ်အဲစေးတီးပြပါဆိုလေကျွန်တော်ပြပြပေးပေးမယ်ပြပေးလို့ရတယ်ပေါ့နော်နောက်ဟိုနောက်လိုက်ခွင့်မယ်အဲထဲမှာကျွန်တော်စေးတီးပြပေးမယ်ဒါ3မိနစ်ပဲရလို့ကျွန်တော်ရော ဒီပြင်စကားလေးပြောချင်တာပါမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူစစ်မှုတန်းဒီနှစ်နှစ်ပြည်သူစစ်မှုတန်းမှာအပျော်ရမ်းစစ်မှုတန်းမှာအပျော်ရမ်းစစ်မှုတန်းကိုတော့တစ်ဖက်အဖွဲ့စီကအရင်ကြောက်နေတာဗျာစဉ်းစားကြည့်ဗျာအဲ့ဒါအပျော်ရမ်းစစ်မှုတန်းနဲ့ဗျာတစ်ဖက်အဖွဲ့စီကအရင်ကြောက်နေတာဗျာဘာလို့လဲဆိုတော့ပြည်သူစစ်မှုတန်းကြီးကအရင်လက်ဆောင်ထက်တာဗျာအိုဒါမှကျွန်တော်တို့မပေါ်ပါဘူးကိုတော်ကိုယောဂကိုမနေကုနေရတာကိုကိုတော့မပေါ်ပါဘူးကျန်နေဟိုနောင်တော်တွေရှိတယ် ဟိုညီတော်တွေရှိတယ်အဲအရန်တော်တယ်ဗျာအရန်ချီချူဘူးကောင်းတယ်လေးစားဖို့ကောင်းတယ်စစ်မြေပြင်အစင်တိုးတွေဂျမ်ပရိုမိုးရှင်းတွေရတယ်ဟိုမလုံးပေးတော့မဟုတ်ပါဘူးထိုက်တန်လို့ရတဲ့စုတွေပါအချိန်တန်နှစ်နှစ်ပြင်ပြန်မှာပါဒါလေးပြောချင်လို့ကျွန်တော်လိုင်းမတက်လာတာပါကျွန်တော်ဒီလိုတစ်ခါမှလိုက်လဲမလွင့်ဘူးဟိုတစ်ခါမှလည်းမပြောဘူးဒီလိုစကားမျိုးတွေဘာလို့လဲဆိုတော့ကျွန်တော်စစ်သားမှာကျင့်ဝတ်60ရှိတယ်အဲကျင့်ဝတ်60ကိုထိမ့်သိမ်းရတယ်ဒါပေမဲ့အဲ့ဒါလေးတွေကို ဟိုအခုအချိန်မှာပြောကျင်လို့ကျွန်တော်တို့လည်းထွက်အကန်ဒီမှုလို့ပြောကျင်လို့ကျွန်တော်တက်လာခြင်းဖြစ်ပါတယ်မင်္ဂလာပါခင်ဗျ